ရတော်ကြီးဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ရှင်ဤမြုံနှံခြင်းတရားတော်ဤကြားတော်ကိုတောင်းတော်ပူဇော်ပင်ပြုပါယင်ဆရာတော်ကြီးအားယုတ်တိလေးစားစွာရှောက်ထားပါသည်ဖြင့်ကုသိုလ်ကောင်းမှုပြုရဆိုတာရှင်ဤမြုံနှံခြင်းတစ်မျိုးဖြစ်ပါယင်ဒီနေ့ခေတ်မှာတော့ စီးပွားဥစ္စာတိုးတက်ဖို့ကမ္ဘာနဲ့ဆောင်ရွက်နေကြတဲ့ကိစ္စကယင်းဒီမြုပ်နယ်မှုဖြစ်ပါတယ်။ရှေးခေတ်ကာလတုန်းကမြုပ်နယ်တင်ထားမှုဆိုတဲ့အလုပ်ကိုလုပ်ကြတယ်။အဲဒီမြုပ်နယ်တင်ထားမှုဆိုတာအိုးကြီးတွေထဲမှာရဲနာပစ္စည်းတွေထည့်ပြီးရေထွက်လိုနေပါနဲ့တဲ့တွင်းကြီးတွေတူးပြီးတော့ထိုတွင်းကြီးတွေထဲမှာမြုပ်နယ်တင်စီမိထားကြတယ်။လောကမှာစီးပွားဥစ္စာရှိတဲ့ပုံပေါ်တွေကဆောင်ရွက်ပွဲကိစ္စဖြစ်ပေါ်လာရင်အသုံးပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရွှေငွေရတာပစ္စည်းတွေကိုဘိုးကြီးတွေထဲမှာထည့်သွင်းပြီးညှို့နေကြကြတယ်။ရှေးခေတ်ကစနစ်ရဆိုရင်တော့လုံခြုံမှုရှိတယ်ပေါ့။ဒီနေ့ခေတ်မှာတော့မြေကြီးထဲမှာမြုပ်တယ်ဆိုတာရှားသွားကြပြီပေါ့။လက်စနစ်ပေါ်လာတဲ့အခါမှာပန်မအနှံထားကြတယ်ပေါ့။အဲတော့ဒီနေ့ခေတ်ကယင်းညှို့နေမှုဆိုပြီးမိစနစ်တစ်မျိုးပေါ်လာတဲ့အခါမှာရှေးရလို့ ဥစ္စာတွေကိုထည့်ပြီးပြုတ်တာတော့မရှိတော့ဘူးကွာရှိစနစ်နဲ့ရှိခေကာလာတော့ကအကြောင်းကိစ္စပေါ်လာရင်ဒီလိုမြုံနေထားခြင်းရွယ်ချက်ချုပ်ကဘာလဲဆိုရင်မင်းဆိုရာစာတွေနဲ့ပတ်သက်လာပြီးရာဇဝတ်ပြည်တယ်တင့်နေကံမင်းမိမိရဲ့ငွေကြေးတနာကိုအသုံးပြုပြီးလွတ်မြောက်အောင်စူးစမ်းဖို့ဆိုတဲ့ရွယ်ချက်ကတခုအကူရမြရဲ့နိုင်တဲ့နှိမ့်ဆက်လို့ယူသွားလို့မိမိရှိတဲ့ပစ္စည်းတွေကုန်သွားရင်လည်း မြှုပ်နှံထားတဲ့ပစ္စည်းတွေကိုစားထုတ်ပြီးအသုံးပြုဖို့ဆိုတဲ့ရည်ရွယ်ချက်ကတစ်ခုနောက်တစ်ခုကတော့လုပ်ငန်းတစ်ခုဟာမအောင်မြင်မဲ့နဲ့အကျွေးတွေတင်လာမယ်ဆိုရင်လည်းအဲ့ဒီအကျွေးတွေကိုပေးနိုင်အောင်ဆိုပြီးရင်းနှီးမြှုပ်နှံထားကြတယ်နောက်တစ်ခုကတော့လူလောကဆိုတာမိုးကောင်ရေရှားဖြစ်ပြီးအစာရေစာခံပါတယ်လုပ်ငန်းကံကံမကောင်းတဲ့စီးပွားရေးပြက်ကံဆိုတာဖြစ်ပေါ်လာတတ်တယ်ဒီမိုးကောင်ရေရှားစားစားရှားလာတဲ့အခါမျိုးမှာအသုံးပြုဖို့ င်းနှီးမြှုပ်နှံကြတယ်တဲ့နောက်တစ်ခုကတော့တခြားပေးရင်ကျုံတဲ့အခါမှာဒီပစ္စည်းတွေကိုအသုံးပြုပြီးမိမိရဲ့ချမ်းသာမှုကိုဆောင်ရွက်ဖို့ဆိုရင်ရည်ရွယ်ချက်နဲ့ပစ္စည်းဥစ္စာတွေကိုတင်ထားမြှုပ်နှံထားလိမ့်ရှိကြတယ်ဒါလွန်ကောင်းတဲ့စနစ်ပဲရှိတဲ့မှပစ္စည်းတွေကိုအကုန်အသုံးပြုတဲ့ပုံကဒုက္ခရရင်ရောင်းထွက်ဖို့အင်တန်မှခဲရင်လည်းဒါကြောင့်မို့မြတ်စွာဘုရားရှင်ကစီးပွားရေးနဲ့ပတ်သက်ပြီးခေါ်ထားမိမိမှရှိတဲ့ပစ္စည်းကိုလေးပုံပုံသိနေတဲ့ဘုံက အရေးပေါ်အတွက်ပေါ့နော်တင်ထားတဲ့ဂျန်တဲ့တပုံကိုတော့စဂျန်တဲ့နှစ်ပုံကိုတော့အတိုးပွားရအောင်ရောင်းဝယ်ကိစ္စတွေမှာဆောင်ရွက်တင်တယ်လို့ပေါ်လာပေးထားတယ်ဒါကလောကလူတွေဒုက္ခမရောက်ရအောင်စီးပွားရေးစီမံချက်တစ်မျိုးပေါ့အဲ့ဒီစနစ်တိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ပုံမှန်တိုက်ပူတွေများကြီးဖြစ်နိုင်တယ်ဒီလိုမြုံနေတာမှုတွေကတကယ်ရောကိုရည်ရွယ်ချက်တိုင်းအမြင်ပါရဲ့လားလို့မေးစရာရှိတယ် ရေထွက်လို့နှိပါနဲ့တဲ့တွင်းကြီးတွေထဲမှာဒီလိုမြုပ်ထားပဲမယ်လို့မြုပ်နံမှုအလုံးကအမြဲတမ်းရည်ရွယ်ချက်တိုင်းပဲဖြစ်ကြဘူး။ဘာကြောင့်မဖြစ်တာတုံးဆိုမြုပ်နံထားတဲ့ပစ္စည်းဥစ္စာရဲ့နာရွှေဥတွေကလည်းနေရာပြောင်းသွားတတ်တယ်၊ရွေ့သွားတတ်တယ်။မြေထဲမြုပ်ထားတဲ့ဟာကတကတကရွေ့သွားတယ်။မြေရဲ့ရွေ့ရှားနေမှုကိုလူတွေကသတိမထားမိဘူး။ဒီတော့မြုပ်တုံးကဒီနေရာနောက်ဒူးပေါ်တဲ့အခါတနေရာရောက်နေတာ။ဥမာ9ပေ10ပေဘာပြီးရွေ့နေတာမျိုးပေါ့။ ရေကြီးတဲ့မင်္ဂလင်ကျော်ဆိုတာကလည်းရှိသေးတယ်။စကိုင်းမှာဆိုလို့ရှိရင်လည်းမင်းဝင်တောင်နဲ့စကိုင်းကြမှာတနေ့တနေ့ဆိုရင်လက်လက်မာနီပါမြေကျော်ကရွေ့နေတဲ့ဒီလိုပြောကြတယ်။ဒီလိုရွေ့နေတာလေးတွေရှိတယ်ပေါ့။ဒီတော့ရင်းနှီးမြှုပ်နှံထားတဲ့ပစ္စည်းဥစ္စာတွေလည်းဒီလိုပဲဖြစ်သွားတဲ့တည်။နောက်တစ်ခုကမြှုပ်နှံတော့ငါအမတ်အသားလောက်ထားတာတွေကလည်းတခါတည်းရမိရောပြီးအမားရွေ့နေဖြစ်တယ်ပေါ့မတိချတော့ဘူးပေါ့။နောက်တစ်ခုက လူတွေမမြင်ရတဲ့မြေကြီးတွင်းတဲ့မှာနေတဲ့ နှာခေါင်းဆိုတာတွေကရှိတယ်အဲ့ဒီနှာခေါင်းတွေကနေပြီးရွှေ့သွားလို့ပေါ့နော်အယူသွားတတ်တယ်ဒါကြောင့်မြေကြီးထဲမှာမြုပ်ထားတာမသေးကြဘူးလို့ပြောတယ်ဒါတွေမဲလားဆိုတော့မဟုတ်သေးဘူးလေမြုံနံတင်းစဲထားတဲ့နေရာကိုသိနေတဲ့ကိုရဲ့သားတွေတမိတွေကတိတ်တဆိတ်ဒီပစ္စည်းတွေထုတ်ယူပြီးတုံးပြတ်တကြသေးတယ်လူယုံဆိုပေမဲ့မယုံရတာလည်းရှိသေးတယ်ပေါ့ဒီလိုနည်းနဲ့မြုံနံထားတာတွေကလွဲကျော်သွားတတ်တယ်နောက်ဆုံးလွဲကျော်စရာအကြောင်းတစ်ခုကတော့ကုသိုလ်ကံကုန်သွားပြီဆိုတော့ အကောင်လုံးပြောက်တာပဲမိယာကိုမြေကြီးရက်ထားတဲ့ပစ္စည်းတွေကတမျိုးမျိုးနဲ့ပြောက်သွားတယ်။ကုသိုလ်ကံမရှိတော့ဘူးဆိုအကောင်လုံးပြောက်ပြတ်သွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီလိုမြုံနေထားတာတွေကစိတ်ချရအောင်မရှိဘူးပေါ့။ပြီးတော့တေချာတဲ့ရင်းနှီးမြုံနေမှုကဘာလဲဆိုတာကိုမြတ်စွာဘုရားကရှင်းပြတယ်။လိမ္မာပါနဲ့တဲ့မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်တကယ်စိတ်ချရတဲ့ရင်းနှီးမြုံနေမှုလောက်ချင်လာပြီဆိုရင်ထိုပစ္စည်းဥစ္စာကိုအသုံးပြုပြီးဒါနာကောင်းမှုလုပ်တယ်ဒါ ရင်းနှီးနှုတ်နှံမှုတစ်ခုပဲဒါမှကောင်းမှုလောက်တာကခုနကပြောတဲ့အခက်အခဲတွေပျက်စီးဆုံးရှုံးမှုတွေနဲ့တစ်ခုမှမကြုံရဘူးကိုဒါနလောက်ထားတာကိုသိလို့ဒါနကိုခွယူလို့မရဘူးနေရရွှေ့သွားအောင်နေရရွှေ့သွားအောင်လုပ်လို့မရဘူးငါကတွေဘလူတွေကရွှေ့ယူသွားလို့လည်းမဖြစ်ဘူးပေါ့သူ့တို့ကံကုန်ခြင်းဆိုတာလေမဖြစ်နိုင်ဘူးဒါကြောင့်မို့ရင်းနှီးနှုတ်နှံမှုတွေမှာဒါနကောင်းမှုပြုပြီးရင်းနှီးနှုတ်နှံမှုဟာ အလွန်သေးကြတယ်လို့မြတ်စွာဘုရားကဟောတာနောက်တစ်ခုယင်းနိမ့်မြုံနန္ဒာကဖြစ်စည်းဥစ္စာကိုမြုံနန္ဒာမဟုတ်ဘူးအေးတို့တော့ဒါနာကားမှုများများကြီးမပြုတ်နိုင်ဘူးအဲ့ဒီတော့တခြားနည်းနဲ့မြုံနိုင်ရမယ်ဘယ်လိုမြုံနိုင်ရမလဲဆိုရင်ဘုရင်တရားနဲ့ယင်းနိမ့်မြုံနန္ဒာလို့ထိပေးရတယ်အနည်းဆုံး၅ပါးဒီလာမကျုမပေါအောင်မပြမကြနေနေဆောက်ရှောက်မယ်ဆိုတဲ့ကိုရှင်တရားတရင်နေများမှာလဲရှင်းပါသီလာကိုပါသီလာခံယူဆောက်နေခြင်းဆိုတော့ ဒိဋ္ဌအကျင့်တရားအဲ့ဒီကိုခြင်းတရားကိုတိမ့်သိမ့်ဆောက်ရှောက်မှုဟာလည်းစိတ်ချရတဲ့ဒီနည်းမျိုးနဲ့မူတစ်ခုပဲတဲ့နောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်ကလေးကိုတမာတိဆွမ်းအားနဲ့ထိမ့်ပေးတာစိတ်ကလေးလွင့်ပါမှုမရှိရလိမ့်အောင်နောက်နဲ့အာယုံတစ်ခုပေါ်မှာအဲ့ဒီစိတ်ကလေးကငြိမ့်နေရတမာတိတရားနဲ့ကြိုးစားအားထုတ်တာဆိုလိုတာကတမ္ပဋ္ဌာန်းစဉ်တစ်ခုကိုကျင့်ပြီးတော့မှလည်းရင်းနှီးမြှုပ်နှံလို့ရတယ်နောက်တစ်ခုကတော့ပညာဆင့်ဆင့်ရင်းနှီးမြှုပ်နှံတာ မိမိတို့မှာလောကီပညာဖြစ်လောကုနောက်တစ်ခုကပညာဆင့်ဆင်ရင်းနှီးမြှုပ်နှံတာမိမိတို့မှာလောကီပညာပဲဖြစ်ဖြစ်လောကုတရားပညာပဲဖြစ်ဖြစ်နောက်ဆုံးအစိမ့်မြင့်တဲ့ဝိပဿနာပညာစတဲ့ပညာရတွေကိုမိမိတို့ရဲ့တန်တမ်းမှာရအောင်ကျိုးစားအားထုတ်ခြင်းဖြစ်တဲ့ဒါဟာရင်းနှီးမြှုပ်နှံတယ်လို့ဆိုတယ်ပေါ့ဒါတွေကတည်ကြတယ်ခုနကလိုပြည့်စည်တာတွေမရှိနိုင်ဘူးတဲ့ကဲကောင်းပြီဌာနဆိုတဲ့ မြောက်နံမှုလောက်ကျင်လို့ရှိရင်ဘယ်နေရာမှာမြောက်မလဲခုနကလိုရဲနာရွှေအိုးကြီးကြီးမြောက်တဲ့အခါပစ္စည်းဥစ္စာတွေကိုမြောက်ပြီးတိတ်နေတာရေထွက်လူနီပါဖြစ်နေတဲ့ကျွေးနေကြီးတွေကိုတူူပြီးအဒီတွင်ထဲမှာတော့တော့နဲ့ပေါ်တော့လို့မရအောင်ထည့်ပြီးတော့ထားနေနေမြောက်နေတယ်အခုဒါနာဆိုတဲ့ကုလိုဒါမှုကိုတော့ဘယ်မှာမြောက်မလဲဆိုတော့မြောက်တဲ့နေရာကိုမြတ်စွာဘုရားကဟောတယ်ဒါနာဆိုတဲ့ယင်းနှမြောက်နေမှုကိုလောက်မြဲဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တက်တော်မူတော်တွေကိုထည့်သွင်းပြီးတော့ပူဇော်ထားတဲ့ဇေဒီပထိုးတွေမှာမြုပ်နယ်လို့ရတယ်။နောက်တစ်ခုကတော့တန်ခါတွေကိုမြုပ်နယ်လို့ရတယ်။တန်ခါဂုံကိုအာယုံပြုလို့တန်ခါတော်တွေကိုလူတန်းချင်းအားဖြင့်ပုဂ္ဂိုလ်တူတယောက်ကပဲဖြစ်စေလူတန်းပြီးယင်းဤမြုပ်နယ်လို့ရတယ်ဘုရား။ယင်းဤမြုပ်နယ်မှုကကိုအင်းရောက်လာတဲ့ဧည့်သည်တို့မှဖိတ်ထားလို့ရောက်လာတဲ့ဧည့်သည်တွေကိုကျွင်းဝဲအခန္ဓာလဲယင်းဤမြုပ်နယ်မှုတစ်ခုပဲ။ နောက်တစ်ခုကတော့မိဘနှစ်ပါးထင်ရှားရှိနေတဲ့ပုံကိုယ်တွေကမိဘကိုပြုစုလုံးကျွေးတာကလည်းယင်းနှမြောက်နေနေတာပါမိသားစုထဲမှာအကိုကြီးအဖရန်အမကြီးအမိရဆိုတဲ့အတိုင်းမိမိရဲ့မိသားစုထဲမှာမိမိဘနှစ်ပါးမရှိတော့ဘူးဆိုအကိုကြီးအမကြီးတွေစီမားလည်းယင်းနှမြောက်နေလို့ရတယ်ဒီလိုဆိုလို့ဒါကဒါနတားမှုပြုတ်ပြီးတော့ယင်းနှမြောက်နေလိုက်တာကတေချာတဲ့ယင်းနှမြောက်နေမှုကြီးတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားကဟောတာဖြစ်တယ်ပေါ့ နောက်တစ်ပိုင်းကိုဆက်လက်ပြီးပူဇော်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တက်